ားမင်္ဂလာပါကျွန်တော်ဒီတစ်ခါမင်းတို့ဆိုထားတဲ့အချင်းလေးအနောင်ဘက်ဆိုတဲ့အချင်းလေးကိုကျွန်တော် review လုပ်ပြီးမှာဖြစ်ပါတယ်အဲ့ review ကအဓိကကျွန်တော်ဒီဟာဒီကူဗီဒီယိုတရားရင်းရည်ရွယ်ချက်ကကျွန်တော်တို့ဒီကိုယ်ကြီးဖြစ်တဲ့အဲဒီဇာတ်လေးအတွက်အဲရည်ရွယ်ပါတယ်ရည်ရွယ်ပါတယ်ဆိုတာဒီဇာတ်လေးရဲ့အခက်အခဲကိုဒီလမ်းမှာဖြည့်ရှင်းလို့ရမယ် လို့ရည်ရည်ချင်းလို့ပေါ့နော်ရည်ရည်ချင်းလို့ဒီဗီဒီယိုလေးတွေလောက်ကိုရည်ရဲ့ချက်နဲ့လောက်တာပါအဲဒီကတော့ကျွန်တော်တို့ကအပလက်တီးတဲ့ဆိုတဲ့အချိန်မှာကျွန်တော်ဆိုလို့ရှိရင်ဂုံးကောင်တာဖွင့်ထားတယ် bandage ဆိုင်၄တန်းရှိပါတယ်၄တန်းမှာ30ကျွန်တော်တီးတယ်တီးရင်လည်းဒီအခက်ခဲလေးတွေကိုကျွန်တော်တွေ့လာရတယ်တွေ့လာတော့ဒီဟာလေးတွေကိုဒီအခက်ခဲလေးတွေပြည်လည်သွားစီခြင်းရဲ့ရည်ရဲချက်နဲ့ဒီဗီဒီယိုတွေလောက်တာဖြစ်ပါတယ်ဒါကကတော့ပထမဆုံး တခုလောက်တာပါဒါအနောက်ဖက်တဲ့ချင်းနောက်ဖက်တဲ့ချင်းမှာဘာကခက်ခဲတော့ဖြစ်နေလဲဆိုတော့ bridge bike မှာရေးတဲ့ note ဒီရေးတာပေါ့နော်ကျွန်တော်တို့ညီကိုတွေ note စီတရားတစ်မျိုးနဲ့ရေးပြီးတော့ online မှာတင်ပေးကြတယ်ဒါကိုပဲကျွန်တော်တို့အဲချို့အဆိုတော်တွေက note မရှိတဲ့အတွက်အဲဒီ online ကနေပြီးတော့ share ကြတယ်ထောင်းကြတယ်ဒါမျိုးကျွန်တော်တို့ player တွေပြန်ပေးတယ်ပေါ့သူတို့မှမရှိနေကျွန်တော်တို့ကလည်းတစ်ခါကြရင်ဒီ online ကနေ download ပြီးတော့ကျွန်တော်တို့ကပြန်လုပ်တယ် အဲ့တော့သူရေးဖို့ရင်းကြီးတယောက်တယောက်ယူဆတယ်မတူကြဘူးကျွန်တော်အခုရေးတာလိုက်ရေးကားတော့မြည်သူတူတယောက်ကိုမှကျွန်တော်စော်ကားလို့သိမရှိပါဘူးအဲကျွန်တော်ကဒီလိုရင်းရင်ပိုကောင်းမယ်လို့ထင်တယ်ပေါ့နော်အဲအဲ့ဒီဟာလေးကိုကျွန်တော်အကြံပေးရင်းတဲ့သဘောနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်မှာပါအခုကတော့ပထမဆုံးအနေနဲ့အနောက်ဘက်ကိုလုပ်မှာအဲ့တော့ချင်းရဲ့ဖယ်နှားလေးလဲဆိုတော့ဒီနှားလေးကိုနှားလေးကအမြဲတမ်းခက်ခဲရှိနေတယ်ပေါ့နော်အာ အဲဒီ brain fight ပေါ့နော်လာပြီဒါပြီးမျိုးလုံးချင်းမျိုးလုံးချင်းပြီးရင်ချိန်တိုင်းအင်ပြန်ဆိုအဲ့ဒါအဲ့ချိန်တိုင်းအင်ပြန်မှာလုံရေးတဲ့နေပေါ့နော်အဲ့ဒါလေးဒါပြီးဒါမျိုးလုံးချင်းခုကျွန်တော်ဒီနောက်မှာပြထားရတယ်အဲ့မျိုးလုံးချင်းစကားပြောရမယ်နော်အဲ့ဒါအဲ့ဒါအမှန်လေအဲ့အားလုံးတူတူပဲပေါ့နော်ဒီဒီဒီပါကျွန်တော်ဝိုင်းပြထားမယ်လေးရ လာရအောင်ပါ break ရေဝဲ okay သဘောကဒါပဲဒီ byte ပဲဒီ byte ဆိုတော့သိပြနေတာဒီ byte ကိုလူရရအဲ့တော့အရေးသားကဒီကျွန်တော်တို့ကနှုတ်ရေးလို့ရှိရင်ကျွန်တော်တို့အရှိတိုင်းလို့ရေးတယ်လို့အားလုံး player အားလုံးကကျွန်တော်တို့ဒီမှာတိခတ်နေတဲ့လူတွေအကုန်လုံးက C key နဲ့ပဲရေးကြပါတယ် ဒါဘုံမှာကိုကြီးတဲ့ကီးကိုပြောင်းကြည့်ရအောင်ဥမာ D ကြီးတော့ဒါဆိုရင် original D ကြီးပေါ့ဒါကျွန်တော်တို့ကဒီ C ကြီးနဲ့ရေးထားတဲ့နောက်ကိုကြည့်ပြီးတော့ D ကြီးနဲ့ပြောင်းကြည့်ရအောင်ပေါ့ဟုတ်ကဲ့နော်ထားလိုက်ဒါကိုရှုပ်သွားပါဆိုလို့ကျွန်တော်ဒါ C ကြီးနဲ့သူကရေးထားတဲ့ဒီနောက်ကအဲ့ဒါကို C ကြီးကိုမှ break byte မှာတကယ်ကတော့ကီးချိန်တာ far ကြီးကိုချိန်တာဒါကိုအခုဒီအပေါ်မှာဝိုင်းပြထားတဲ့ရေးသားထားတဲ့လူတော်တော်များများတွေ့ကျွန်တော် online မှာဆိုရင်ဒီ non-quick ကိုကျွန်တော်အရင်နဲ့တွေ့တာနှစ်နှစ်ယောက်လောက်ရေးထားတာတွေ့တယ်။အဲ့မှာနှစ်ယောက်မှာဒီနှစ်ယောက်လုံးကဒီရေးတဲ့နေရာဒီနည်းပဲဖြစ်နေတာပေါ့နော်။နှစ်ယောက်လုံးတူတူပဲ။တယောက်ကအစိတ်ရေးတယ်။အစိတ်ကတယောက်ကအနည်းတော့နဲ့ရေးတယ်။တယောက်ကအမြန်တော့နဲ့ရေးတယ်ပေါ့နော်။ဒါပဲကွာတယ်။ကော့တွေကဒီတိုင်းမျိုးရေးထားတယ်။မှားလားဆိုတော့မမှားပါဘူး။ဒါပေမဲ့ဘာခက်ခဲရှိတယ်ဆိုတော့ကော့ပဲကင်မယ်ဆိုရင်တော့အရှင်ပြေတယ်ဒီရေးဖို့ရင်းကြီးကော့ပဲမကင်တော့ဘဲနဲ့ဒီကော့ကင်နေတဲ့ melody အဲကိုပန့်ဖို့မဲ့ fail လေးတွေလိုက်ပြီးမယ်ဂီတာသမားကတီးမယ်ကီးဘုတ်သမားကတီးမယ်ဆိုရင်အဲ့ကောင်ကစီမေဂျာကေးထဲမှာမရှိနေတော့ဘဲနဲ့ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ note ရေးရတာအရန်ခက်သွားပြီဒါမျိုးဒါမျိုးရေးမယ်ဆိုရင်တီးရတာ copy တီးမယ်ဆိုရင်လွယ်တယ်အလုံးတွေပါလိုက်ပြီးမယ် fail တွေပါလိုက်ကြည့်ပြီးမယ်ဆိုရင်ခက်သွားတယ်တွေ့ရတယ်အဲ့တော့အဲကျွန်တော်ကအဲ့လိုမရေးနေဘူးပေါ့နော်အဲကျွန်တော်အောက်မှာ ကျွန်တော်ရေးပြထားတယ်ဒါအတူတူပဲเนาะမျိုးလုံးချင်းကျွန်တော်အောက်မှာလဲဒီအောက်မှာလဲမျိုးလုံးချင်းပဲเนาะအဲဒီ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 မှာမျိုးလုံးချင်းเนาะဒီမှာလဲမျိုးလုံးချင်းပဲเนาะအဲအတူတူပဲစာရေးထားတယ်အောက်မှာ bridge by เนาะဒီအောက်မှာလဲ bridge by ဟုတ်လားအဲ့တော့အဲ့ရေးပုံရင်းကြီးရတယ်ကျွန်တော်ကတော့အောက်ကရေးပုံရင်းကြီးနေတဲ့အဲရေးနေချင်တာပေါ့နော်ဒီဟာကမှရေးနေတာပေါ့ဒါဖြစ်လဲမနော်အဲ တော့အပေါ်မှာကကီကဒိုကြီးပါအဲဒီဟာလို့ပြန်ပြန်ဖြစ်လိုက်နော်အာဟုတ်ပြီဒီမှာဒီမှာကီဖာအမှားရေးတာโอเคအောက်ကအောက်ကဟာကျွန်တော်ရေးနေတဲ့ဟာဒါပေါ့နော်အပေါ်မှာဖြစ်နေတာဒါပေါ့နော်အောက်မှာဆိုရင် break မှာကီဖာလို့ရေးလိုက်ရေးလိုက်လို့ရှိရင်တင်းနေတဲ့ကီရဲ့ဖာကြီးကိုပြောတာဖာကြီးရဲ့ဒီမှာဖာဆိုမီလာဆိုဖာရီမီ ဖာဆိုမီလာဆိုဖာရီတီကတီကော့တဲ့တယ်ကိုဒီနိုင်ရနော်တဒီမှာရေးထားတာလေတန်ဖိုးရင်းအတူတူပဲရေးရဲ့ကြီးပြောင်းပါနော်အဲ့တော့အဲကျွန်တော်ဒီပြမယ်ဥပမာအဲဒီကြီးဆိုတော့ဒီကြီးရဲ့လာမယ်လားအပေါ်ကကြောင့်စကြည့်မယ်နော်ဒီဟုတ်ပေါ်တော့ရေးထားတဲ့ဒီအပေါ်တော့ဒီဒီဒီကြောလုံးဒီကြောကစကြည့်ပြဟုတ်ပြီအဲ့တော့ လေးပြောပြီးမယ်တတ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 တော့စားသားမရအောင်နော်တတ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 တနာလေးတာအာမကီဖာသွားလို့ချိန်တန်းအကီဖာဆိုတာက D D F ဖာကီက G G အဲ့ G F ဖာက C နော်အဲ့တော့စတော့ဒါဒီမှာကျွန်တော်တရားရည်ပြီးတော့အခု key fa သွားပြီ။အဲ key fa ်ဖာဆိုတဲ့ဖာဆိုကစားထမယ်တဲ့ဒီမှာဖာဆိုမီနာဆိုဖာရီမီနော်အဲ့တော့အဲ့ဒါလို like အဲ့တိုင်းမှလိုက်ကြည့်ရမယ်အင်းအဲ့ဒါရောနော်အခုလည်းဒီတိုင်းကတော်တော်များများကြည့်နေနောက်ဆုံးတစ်ခေါက်လို့လာ ဆိုလို့ရှိရင်ကျတော့ကျွန်တော်တွက်ခက်သွားတာเนาะဒါပေမဲ့ဒီအခု5 key လို့ပြောလိုက်တာဖြစ်တဲ့အတွက်ဒီသမားတိုင်းကဒီမှာ G key တန်းက ဖာဆိုတော့ G major ကလေးတဲ့အရင်တွားနေတာအသိပြီးသွားပြီနော်။ Yeah, you're doing တော့အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကစူကီးတဲ့ဟာဖာကီးတဲ့မှာဆိုရင်ကျွန်တော်တို့ကလွယ်လွယ်လေးတွက်လို့ရတယ်เนาะအဲ့တော့အပေါ်ဟာနေမှာကျတော့ကျွန်တော်တို့အဲ့အထက်ကနေရှိပါတယ်ဒါကျွန်တော်ကအာမိတ်ဆွေတို့ရဲ့ note တွေကိုဖတ်ပြီးတော့အဲတီးရတဲ့အချိန်မှာဖြစ်တဲ့အခက်အခဲပါဒါပဲပြောပြောဒီလိုမျိုးဟိုရေးပေးတာမျိုးပဲကျွန်တော်တို့ကအလုံးတိုင်းမှာအလွယ်တကူတုံးပြလို့ရအောင်တင်ထားပြတာကိုပဲကျေးဇူးနဲ့တင်ပါတယ်အဲဒါမဲ့ဟိုကျွန်တော်ကအကြံပြုလာပါမှာเนาะဟိုဒီလိုရေးမဲ့အစားဒီလိုလေးရေးပေးရင် ကျွန်တော်တို့လေပိုးစင်ပြေရဲ့အဲဒါလေးကိုအကြံပြုရတော့ပါเนาะကျွန်တော်စော်ကားလို့လည်းလုံးဝမရှိပါဘူးအများကြီးလည်းကျေးဇူးတင်ပါတယ်အဲဒါတော့ပါပဲအခုတရှင်းပိုင်ရှင်မီးတို့လည်းကျေးဇူးတင်ပါတယ်အဲနှုတ်ဆေးပြီးတဲ့အဲအခုကျွန်တော်ဒီဟာနောက်ပါကျွန်တော်ဒီလိုချင်တဲ့နေရာလေးမှာဖြတ်ပြီးကိုယ့်အကိုရေးထားတာပါဒါအဲအရှင်နှုတ်နှစ်ခုမှာကျွန်တော်တွေ့ရတဲ့ဒီတူညီနေတဲ့အချက်ရယ်အဲ ါပေါ့နော်ကျွန်တော်ဖြစ်စီခြင်းတဲ့ဟာလေးရယ်ပေါ့နော်အဲ့လိုလေးဆိုပို့အသင်ပြင်မယ်လို့ထင်လို့ကျွန်တော်အကြံပြုပြီးတော့အဲ review လုပ်ပေးတာပါအားကျေးဇူးတင်ပါတယ်